ဘသူပဲမျိုးတွေကိုဘလိုပဲဆုံးခွာသွားပြီးတော့ဘလိုတွေပဲဖြစ်နေပါလိမ့်ဗျာကျွန်တော်တို့ဖြစ်နိုင်ဘူးဆိုတဲ့အရာမရှိဘူးကျွန်တော်တို့အညာသားတွေကျွန်တော်တို့နိုင်ငံတော်ထီတဲ့နဲ့ကျွန်တော်တို့ရောက်နိုင်တာပဲဒီနော်လို့ရှိဘာဖြစ်ဆိုတော့ရှစ်လူမျိုးနောက်လူမျိုးနှစ်လူမျိုးညလူမျိုးဖိနေပြန်ကောင်းလို့ပြန်တဲ့တခါတဲ့စကားတွေကဘာမှဟိုအတီယူလို့မရတဲ့ဟာတွေနဲ့ပဲဒီလူမျိုးဟိုဘာမှဟို တည်တည်ချာချာဟာလှုပ်လှုပ်လှုပ်မနေမမသိတဲ့လူတွေနဲ့သွားပြီးတော့ရှိရင်တော့ကျွန်တော်တို့မပြောချင်ဘူးဘာလို့ပြစီများတဲ့အကြောင်းတွေရှိပါလဲစတိုင်းငလင်ကျောမှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1ငလင်ရဲ့ epicenter ဟာတိမ်ပါလေ shallow depth လို့ခေါ်ပါတယ်ဆိုတော့ငလင်လှုပ်တဲ့ဘူဒနာဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာပြစီများတာပါလေ စကိုင်းငလင်ကျောမှာလှုပ်သမျငလင်တိုင်းဟာအနက်တိမ်ပါတယ်အဲ့ဒီလှုပ်တဲ့ငလင်ကအနက်တိမ်နေမှာဖြစ်တဲ့အပြင်အဲ့ဒီအင်အားကအနည်းဆုံးခုနှစ်ကြော်သွားမယ်ဆိုရင်တော့ဒါပျက်စီးများတာပါပဲအပျက်စီးများတဲ့အကြောင်းရင်းကလည်းအဲ့ဒီစကိုင်းငလင်ကျောပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးဟာထူထပ်ဆုံးဖြစ်ပါတယ်တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေကစကိုင်းငလင်ကျောပေါ်မှာပဲတည်ထားခဲ့ပါတယ် မန္တလေးအမရပူရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝတီစသဖြင့်ပေါ့เนาะကျွန်တော်တို့ကြည့်ခဲ့ရင်တကောင်အလုံးညာစကိုင်းငလင်ကြုံပေါ်မှာရှိပါတယ်လူရည်ရလည်းထူတတ်ပါတယ်အဲဒါကြောင့်အပြည့်စည်အများဆုံးငလင်ကတော့စကိုင်းငလင်ကြောဖြစ်တယ်အဲ့ဒီစကိုင်းငလင်ကြောရဲ့ငလင်ကြီးတစ်ခုလုပ်ဖို့ return period ကလည်းအများကြီးကြော်လွန်နေပြီဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါတယ် ော်လန်မျိုးတွေအားလုံးပဲလင်ပေးတယ်မှာမြန်သူကင်းဝေးကြပါစုစတောင်းရပဲကျွန်တော်ရဲ့ကိုကြက်ရီပရိုဂျင်ချန်နယ်ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေရေရှင်မလို့တွားပေးကြမှာတော့ယနေ့ဧပြီလ၄ရက်နေ့တောက်ကြနေ့ရဲ့ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုဖော်ပြပေးဆောင်ဖြစ်တဲ့မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုမြို့တွင်မှာကိုကန် MND တမရဟာ2025ခုနှစ်ဧပြီလ22ရက်နေ့မှာပြန်ဆုတ်ခွာမယ်လို့ MNDA ကနေပြီးတော့ ညှိညာလိုက်ပါတယ်။အမေရိကန်မှပြန်လည်ဆုတ်ခွာပြီးနောက်ဧပြီလ22ရက်နေ့မှာစစ်ကောင်စီရဲ့ဌာနဆိုင်ရာများကဝင်ရောက်ထိန်းချုပ်မိဖြစ်တယ်လို့လည်း MNDAA ကဖော်ပြထားပါတယ်။ထပ်ပေါ်လာတဲ့သတင်းများအရစစ်ကောင်စီဟာလားရှုမြူတင်းကိုပြန်ယူတော်လဲလားရှုမြူနီးမှာရှိတဲ့နေရာများကို MNDAA ကတင်ကြီးခိုင်အတွင်းထည့်သွင်းလိုက်သည်ဟုဆိုပါတယ်။ပြောရရင်တော့အပေးယူလုပ်သွားတဲ့ကိစ္စပါဗျာ။ ရုပ်နိုင်ငံကူမင်းမြို့မှာကိုကန့်တဲ့ MND နဲ့စစ်ကောင်စီတို့ရဲ့မတ်စ22ရက်နေ့ဆွေးနွေးပွဲမတိုင်ခင်မှာကိုကန့် KI ၄ခုရဲ့စစ်ဦးစီးချုပ်များကိုတရုတ်ကအေးဒီယူခေါ်ယူတွေ့ဆုံခဲ့ပြီးအခုကဲ့သို့ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။အဲအားလုံးပဲစစ်ကောင်စီစစ်ခွေးတပ်အနေနဲ့ဓာရှုမျိုးကိုပြင်ရသွားတော့ဒီကောင်တွေဘာလို့လုပ်ရမှာလဲ။ဓာရှုမျိုးပို့သည်များလူတွေကုန်လုံးဟာတော်လိုင်းတက်တွေပပလဲဝိုင်းနေတဲ့ကြားတွေကိုပြင်အောင်တာဖြစ်မှာပါ။ဒါမှတော့သူကြီးကပြောင်းလဲအောင်မဟုတ်ပါဘူး။ဒါကြောင့်မျိုးတွေအားလုံး ဘလို့လူတွေကပဲဘလို့ပဲစွန့်ခွာသွားပါစေကျွန်တော်တို့ပြည်သူတွေမှာတော်လိုင်း PDF ရဲဘော်တွေရှိတယ်ဆိုတာကိုဖေးသိမှာဘူးတော်လိုင်း PDF ရဲဘော်တွေအတွက်နေ့စဉ်နဲ့အမျှအားပေးစကားပဲဖြစ်ဖြစ်အားပေးတဲ့ထောက်ပံ့မှုပဲဖြစ်ဖြစ်ညံလုပ်နေဖို့လိုအပ်ပါတယ်ပြန်ပါခင်ဗျာပြည်သူတွေဆက်လက်ကြနေရကြပါနဲ့ဗျာဟုတ်ကြပါနဲ့ကျွန်တော်တို့ညာသားတွေရှိပါတယ်ကျွန်တော်ညာညာမှာညာတက်တွေရှိသေးတယ်သူတွေတော်လိုင်းရဲ့ဘော်မှာလူတွေပဲလှုပ်ရှားနေပါသေးတယ် သူတွေဒေါ်လာရေးကိုနိုင်ငံရေးမီဒီယာအနေနဲ့ပဲဖြစ်ရှင်းနေပါလေဘသူပဲမျိုးတွေကိုဘလို့ပဲဆွန့်ခွာသွားပြီးတော့ဘလို့တွေပဲဖြစ်နေပါလေဗျာကျွန်တော်တို့ဖြစ်နိုင်ဘူးဆိုတဲ့အရာမရှိဘူးကျွန်တော်တို့အညာသားတွေကျွန်တော်တို့နိုင်ငံလုံးထိတဲ့နဲ့ကျွန်တော်တို့ရောက်နိုင်တာပဲဒီနော်ကျွန်တော်တို့ကောင်းဆုံးကြိုးစားမယ်အဲ့တော့ကြတော့အဓိကလက်နက်တာပါဝါတစ်ခုလို့ပြောကြည့်ဆိုရင်စစ်ကောင်စီကိုအခုချိန်မှာကျွန်တော်တို့ကထိုင်ကြတော့နေရမှာပဲအဲ့တော့ကြတော့အဓိကပြည်သူ့အသားလေး ါဝါတစ်ခုဖြစ်တယ်အာရတစ်ခုဖြစ်တယ်ပြည်သူကလည်းအဆုံးဖြတ်တစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူပါမရပါပါပြည်သူတွေစိတ်တမချပါနဲ့အားတက်ထားပါကျွန်တော်တို့ကြားမဲ့နေတယ်အားတက်ထားပါတယ်ပြည်သူဖြစ်စီခြင်းနဲ့ဆန္ဒအနည်းနဲ့မြန်ဖြစ်အောင်ကျွန်တော်တို့ဘယ်တော့မှလက်မချုပ်ဘူးအကောင်းဆုံးရှေ့ဆက်သွားမယ်ပြည်သူတွေစိတ်တမချဖို့ကအရေးကြီးပါတယ်အဲ့တော့ကျတော့ဖိုက်တင်ပါကျွန်တော်တို့အားလုံးအညာတိတမှာပေါ့တောင်းတန်းတိတမှာပေါ့ကျွန်တော်တို့ပြည်သူတွေဖြစ်စီခြင်းနဲ့ပုံစံနဲ့ကျွန်တော်တို့အကောင်းဆုံးတားမယ် အတိတ်ဟာကိုကျွန်တော်တရားနေပြီးတော့မြေတားရခန့်ချင်ပါတယ်ခင်ဗျာစိတ်တမကြပါနဲ့ကျွန်တော်တို့အလုံးဖြစ်နိုင်ဆိုရရမရှိပါဘူးအညာတက်တည်တယ်ဖွေကြည့်တော့လာပါလိမ့်အကောင်းဆုံးအချိန်တွေတခုရောက်လာတော့ပါပါလာရှုမျိုးသိန်းတိုက်ပွဲမှာစစ်ရှုံးခဲ့ရတဲ့စစ်ကောင်စီဟာရဲဝဲအကူညီနဲ့လာရှုမျိုးပေါ်ရက်ွက်တွေကိုပြန်လည်ရယူပြီးလာဝကတွေကိုအရင်ဆုံးစေလွတ်သွားမယ်ဆိုပြီးလာရှုထောင်တွင်းကလွတ်မြောက်လာတဲ့နိုင်ငံရေးကျင်းသားများလုံခြုံစိတ်ချစေရေးအတွက်လာရှုကနေထုတ်ခေါ်ချက်ရန် MND ကအတိပေးထားပါဗျာ 2025ခုနှစ်ဧပြီလ27ရက်နေ့မှာ MNDA ကြမ်းရဆုတ်ခွာမိဖြစ်ပြီးဧပြီလ20ရက်မှာ တော့စစ်ကောင်စီကလောက်ဝကလူဝင်မှုကြီးကြပ်ရေးဌာနကဥုံဆုံးဝင်လာမှာဖြစ်ကြောင်းကိုလည်း23ရက်နေ့မှာရုံးဖွင့်မယ်လို့သိရပါတယ်။ဒါတော့ပထမဥုံဆုံးဘဝပြည့်မယ်ကောင်းနေပေါ့ဗျာ။လောက်ဝကဦးစီးမှုတွေတော့ဘဝပြည့်တာကိုမြင်အောင်ပါသေးတယ်။နောက်ချက်မှာစနေရက်ကွက်ကိုစစ်ကောင်စီကိုပြန်ပေးလိုက်ပြီးပတ်ချလဲအနီးနားရွာအလုံးကိုအထူးဒေသတိသတ်မှတ်ထားပါတယ်။နောက်ချက်နဲ့ကတ်နေတဲ့ရွာတွေအလုံးအထူးဒေသတိသတ်မှတ်ထားပြီးစစ်ကောင်စီကိုဝိုင်းထားတာမျိုး လာရှိမှုနဲ့၃မိုင်ပတ်ချလဲကို MND ကထိန်းချုပ်မယ်လို့ MND ရဲ့သတင်းမြစ်ကလည်းဖော်ပြထားပါတယ်။ပြီးတော့ပေးလိုက်တဲ့ဒိုင်မဲ့လဲကောင်းအောင်ပေးရတော့မဟုတ်ဘူးပေါ့။သူတို့မှလည်းသူတို့ရဲ့ထိန်းချုပ်မှုတော့သူတို့ရှိတာပေါ့။ဘာပဲပြီးရောကျွန်တော်တို့တော်လိုင်းကြီး PDF လူငယ်တွေရဲ့အသက်တွေအများယူတော့ပြန်ရမှာတော့မဟုတ်တော့ပါဘူး။ဒါတွေကတော့တကယ်စိတ်မကောင်းစရာတဲ့အနေထားတစ်ခုပါပဲ။ဒိုင်မဲ့လဲဒါတွေကဖြစ်ချင်တယ်လို့ဖြစ်လာတယ်လို့ဖြစ်လာမယ်လမ်းစဉ်တိုင်းဖြစ်လာလို့ပဲယူဆမှာပါပဲ။ တို့စီကနေပြီးတော့ရခဲ့တဲ့စေပညာလေးလက်နက်တွေနဲ့ပဲကျွန်တော်တို့တွေအခုပြီးမှလည်းဝင်ရောက်ပြီးတော့မင်းအောင်နိုင်လိမ့်နိုင်မယ်ဆိုရင်တော့အရာအလုံးပြီးတော့မှဖြစ်ပါတယ်။ဒါကြောင့်တော်လိုင်းတဲ့တွေကိုမိမိရောအားပေးဖို့လိုအပ်ပါတယ်။နောက်တစ်သတင်းမှာတော့အင်အားပြင်းငလင်လှုပ်ခတ်ပြီးနောက်နောက်ဆက်တွဲငလင်များနေ့စဉ်လှုပ်ခတ်နေတော့လဲနေပြီးတော့မှငလင်တန်ကြောင့်မခိုင်ခန့်တော့တဲ့ရုံးတွေကိုဝန်ထမ်းတွေကိုရုံးတက်ခိုင်းနေတယ်လို့စစ်ကောင်စီရဲ့ဝန်ထမ်းတိုင်းဝန်ကသိရှိရပါတယ်။အစ28ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်ရဲ့စစ်ကောင်စီရုံးပိုင်းတော်တော်များများပြစ်စည်းသွားပေမဲ့လည်းအခုချိန်မှာတော့ငလင်စပြည့်တော်တချို့တွေကရုံးမှာ ချို့တွေကအိမ်ရောက်နေတဲ့သူတွေရှိတယ်မိသားစုတွေကအိမ်မှာရှိနေတဲ့ယုံမှန်တဲ့ထိခိုက်တာရှိသလိုမိသားစုဝင်တွေထိခိုက်တာရှိတယ်တချို့ဆိုယုံကပြန်သွားတဲ့အခါမှာမိသားစုတွေယုံလောင်းနေပဲတွေ့ရတာလည်းရှိပါတယ်တောက်ကြနေဖြစ်တဲ့စနေနေ့ကိုယုံတရမယ်ဆိုပြီးယုံကိုအခုတော့ခေါ်နေပြီးချို့ဝင်တဲ့နေကမသွားခြင်းသူတို့မျိုးသူတို့မျိုးသားစုတွေကလည်းပုံကြီးတွေအောက်မှာရောက်နေတယ်ကဲမဲ့သူမရှိဘူးဆိုပြီးတော့ပေါ်ပြထားတာကိုတွေ့ရှိရပါတယ်ကဲနေပြီးတော့မှကတော့ main online ကအိမ်မှာဘလို့ပဲမိသားစုတွေအကုန်တိုက်အောင်ပြိနေပြိနေတင်းစီချက်ချင်းယုံတရမယ်ဆိုပြီးအမိတ်ထုတ်ပြန်ချက်နဲ့တူ CDM လုံနဲ့နောင် CDM ဝန်ထမ်းတွေကတော့အခုဆိုရင်တော့မိသားစုတွေတိုက်အောင်ပြနေတာကိုမျက်နှာလွှဲခဲပြစ်ပြီးတော့ရုံးတရမနေထားကူရောက်နေတာဖြစ်ပါတယ်။တပ်တရင်းတို့မှာတော့နေပြီးတော့ဇမူတိတိမှာတော့တကောင်စီရဲ့လက်အောက်ခံဖြစ်တဲ့တခွေးတောက်တိုင်တိအုပ်ချုပ်ရေးခေါင်းဆောင်ပိုင်းတွေရဲ့မိသားစုတွေနေနေအတူခေါင်းဆောင်ပိုင်းတွေတော့များပြိုကျပျက်စီးတဲ့အိမ်တွေမှာဒီဆုံးခဲ့ကြပြီးတော့အခုဆိုရင်တော့ပုံနဲ့နေထွက်လာတဲ့အထိရှင်းပေးခြင်းအန်ရှင်းရေးလုပ်ခြင်း ကယ်ဆယ်ပေးခြင်းမရှိတာတွေကိုတွေ့နေရပါတယ်။မယောင်နိုင်တကောင်အနေနဲ့ကတော့ခြားမြန်မာနိုင်ငံသူတွေကယ်ဖို့နေသသာသူ့ရဲ့နေပြည်တော်ကိုတောင်လုံးစုံကယ်တင်နိုင်ခြင်းမရှိသလိုအခုချိန်မှာလည်းအားလုံးကိုပစ်ထားပြီးတော့ဒီဝေဘွဲကိုတက်ဖို့ထိုင်းနိုင်ငံကိုရောက်အားလုံးသိမှာပါတယ်။ဒီကတော့နေပြည်တော်မှာရှိတဲ့ဘောမတတရဲ့ရင်ကွဲပလက်ဖြစ်တဲ့ပြက်ကိုသူတို့ကိုယ်တိုင်ဒိုက်ကူးတင်ဆက်ပြနေတဲ့နေသားတို့ဖြစ်ပါတယ်။ န္တလေးမြို့သူတွေမြို့သားတွေဟာအင်ကြီးအင်ကောင်းတွေနဲ့ချမ်းသာကြွားတာနေခဲ့ကြတဲ့ဘဝတွေအားလုံးကိုစွန့်ပြီးတော့ဟမ်းမှာထွက်ပြီးအိမ်နေတဲ့နေသားကိုရောက်ရှိပါပြီ။ကြောက်တရားတွေဖုံးနှံနေပြီးအိမ်ထဲမှာနေရတာမလုံခြုံတော့ဘူး။ကိုပိုင်အိမ်တစ်ခုတော့လုံခြုံမဲ့ထင်ခဲ့တဲ့အိမ်တော်မလုံခြုံတော့တဲ့နေသားတစ်ခုမှာမန္တလေးရဲ့ဂုံပီပတ်လယ်မှာ နေတဲ့လူတွေကိုဒီဆိုးရလက်ထက်စစ်တပ်စစ်ကောင်စီကနေပြီးတော့လက်ဖြင့်တဲ့80ကိုအိန္ဒိယအကူအညီပို့ပေးပြီးတော့ဝင်နေခိုင်းတဲ့ခါမှာတော့အံပြင်းနေဘလို့လို့နေနေမှာအဲ့တော့မန္တလေးရဲ့ကျုံပြီမှာပဲ ကျုံတလူအိတ်ကျုံတလူစားကျုံတလူနေနေရတဲ့အခြေအနေမှာလိုက်လံပြီးអော်သေးတယ်။မှမနေဖို့နဲ့မန္တလေးကျုံတဲ့ကိုအမိုက်တွေမချဖို့။မိုက်တွေချဖို့မဟုတ်ဘူး။မိုက်တွေကိုရှင်းရမှာမင်းတို့အမိုက်တွေမင်းတို့စစ်ကွေးတက်ကအမိုက်တွေအကုန်လုံးရှင်းရမှာ။တကယ်ကတော့မလက်ရှိအခြေအနေမှာကတော့ကျုံပြီးမှနေနေရတဲ့သူတွေကိုလည်းလိုက်လံអော်ပြီးတော့ပြပြင်တဲ့တွေကိုလာနေဖို့ပြောရင်လည်းလက်ပြင်တဲ့ရတဲ့သူတွေပေါ်ပြထားတာတွေ့ရပါလေ။ဘူးမှမန္တလေးတမျိုးလုံးအနေထားနဲ့လောက်ဆရာတဲ့အကြောင်းမရှိပါဘူး။ဒါတွေအကုန်လုံးပြီးမှပြီးမှဖြစ်တော့တဲ့ပြန်ကြည့်ချင်းဖြစ်ပါလေ။ နေဖို့ကျွန်တော်တို့မှအစီအစဉ်မရှိတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့မနေရဲတော့အဲ့ဆိုတာထက်ကိုမျက်နှာချက်ကျွန်တော်တို့ရဲ့ပုံမှာမျက်နှာချက်ရှိနေတော့အဲ့ဒီတည်းမှာကျွန်တော်တို့ဝင်နေဖို့မရှိတော့မနေရဲတော့ကျွန်တော်နောက်ဆက်တွဲငလျင်သတိပေးချက်ကြောင့်ဟိုတယ်ကဘေးဝင်လို့ကျွန်တော်တို့မန္တလေးကျုံပေးကရှောင်းလန်းစီကိုရောက်နေတာပါဗျာ။ဒီညာလဲ လမ်းပေါ်မှာပဲအိတ်ဆက်ရမယ်အခြေအနေပါပြီးခဲ့တဲ့9ရက်လုံးလုံးနောက်ဆက်တဲ့ငလျင်တတိပေးချက်တွေကြောင့်မန္တလေးပြည်သူရာနေချီဟာမန္တလေးကျုံးပေးကရှောင်းလန်းဒေစီမှာအိတ်ဆက်ဖို့ရောက်နေကြပါတယ်ခင်ဗျာဒီဝါကြောက်လို့ထွက်လိုက်တာပါ တိုက်တင်ကြတဲ့ကိုကနေရတော့လေအဲ့ဒါကြောက်လို့ထွက်အိတ်တာပါပူလာတော့စက်နေရာစီပူနေတာပေါ့ဟိုဒီမှာကျနည်းနည်းလူတွေကများတော့နည်းနည်းတော့အားရှိတယ်ပေါ့တော့အသက်ပဲကတီတီလေးလို့လုခဲ့ရတာလေကိုကသူများသူများစီမှာသွားပြီးတော့ဒေးတတ်တိုက်သေးသူကအဲ့မှာသွားတော့အဒီအတန်ရှိရေလောက်တာဆိုတော့အဲ့ဒါအသက်လူပြီးတော့အန်ဒီပြေးလာတက်ကတော်တော်ထိသွားတယ်ဒီမှာဟိုနောက်ကျောတွေရောပေါ့တော့ဘဲတွေမှန်တာတို့ဆိုင်ဘုတ်ပြုတ်ကြပြီးတော့ ဟာဖြစ်တာကျိုးသွားတယ်ဒီတက်ဆက်ချက်ပြီးလမ်းပေါ်မှာဟိုရှေ့တန်းလေးမှာ87 87ကြတို့ကဟိုပန်းအိုးလို့ပေါ့နော်ဆရာစစ်ပစ္စည်းတွေရအောင်လာသူတို့ကအဲ့ဒါအကုန်လုံးပြိုကျသွားမကြုံဘူးဒီဒါကြောင့်ဒီတက်ရရောက်ပြီလို့60ကျော်ပြီ80တန်းနီးနေပြီဒီလိုဘာဘယ်လိုမခံစားဘူးပေါ့နော် ီကတော့လားလူတယ်ဗျဟုတ်လူတယ်အဲ့လိုမျိုးတော့ဒီကျုံးကြီးမှာအများနဲ့လားလူရှာတယ်သူတို့ခင်ဗျာလူရှာတယ်ဟုတ်အဲ့လိုတော့လူတယ်ဒီမှာဒီလိုမျိုးနေရတော့ရေချိုးဖို့လိုအင်တာသုံးဖို့ကြာဘယ်လိုလုပ်ပါလဲဒီလိုမျိုးနေရတော့အင်တာသုံးဖို့မရှိတဲ့လူကတော့လမ်းပေးသွားရတာပေါ့ဗျာဒါကတော့ပုံမှန်နေနေပြောလိုက်တာပဲနော်ဟိုရှိတဲ့လူကြတော့လည်းရှိသလိုပဲတယောက်နဲ့တယောက်မိန်းကလေးတွေအကူအညီတောင်းပါညာပေါ့ ကျွန်တော်တို့ကတော့လက်ရှိဒီနားလေးမှာတော့အဆင်ပြေတယ်ပေါ့ဗျာအဲ့လိုပဲပြောရမှာပေါ့ကိုအိမ်ကြီးနားချင်းနေပို့ရှိနေတဲ့ပုံမှာပြမအဲ့ရတာဖြတ်တန်းရတာပြောရမယ်ဆိုရင်တော့ရင်းတမမနေပေါ့ဗျာကျွန်တော်တို့မှာကျွန်တော်တို့မှာဒုက္ခတွေအမျိုးစုံနဲ့ညခေါင်းလေးချလိုက်တာနဲ့အတန်လေးတလုံးချလိုက်တာနဲ့မိသားစုအားလုံးကလန့်နိုးသွားတာမျိုးလေးပေါ့အဲ့ဒါမျိုးကြီးကြုံတွေ့ရတယ်ဗျာပြီးတော့ဘေးပတ်ဝန်းကျင်ဒုက္ခရောက်တာတွေလည်းကြုံတွေ့ရတယ်အဲ့ဒါမျိုးလေး မေနဲ့အကြီးကညီမလေးအပေါ်မှာနေရပေါ့ကလေးနဲ့ဟိုးဟိုးဆိုတော့မတရားစီးပြကိုကလည်းအစီအောက်ကနေကြခလစ်ကလည်းကြိုးကြအေးရလည်းယာရင်သွားတယ်ပေါ့မနဲ့စင်ပြရလားဟုတ်ပြန်ပြန်ပြီးတော့စောင့်နေတာပေါ့အဲအဲ့လိုမျိုးမစောင့်နိုင်ဘူးအဆက်လည်းမရှိဘူးအစင်လည်းမပြေဘူးစောင့်ရတယ်အဲ့ဒီဝေးကဘလို့ဝင်းမျိုးလဲဆိုသူကကြတိုက်တေးကများတယ်ပြသူကကန်တလိုက်ပေးချတော့ကြတော့လေတိုက်တေးကများတဲ့ချိန်ကြတော့အဲ့ဒီ လေးဘက်လေးလမ်းကြီးကအကုန်လုံးတိုက်တည်ကြီးပဲညီမတို့ကြတော့တဲအိမ်လေးတွေပေါ့တဲအိမ်လေးဆိုသူတို့ကအဲ့အမတ်မခင်ပြိုကြတယ်ဆိုရင်တော့ထွက်ပေါက်ကတော့လုံးဝမရှိဘူးအဲ့တိုက်တည်ပြိုရင်ထွက်ပေါက်လုံးဝမရှိဘူးကလေးတွေနဲ့အဲ့လိုမျိုးအဲ့ဒါကြောင့်စိတ်ဘူးကြောက်လာတာဟုတ်ဟုတ်အကုန်လုံးပြေးလာတာပေါ့ဟုတ် လှုပ်ပြီးတဲ့အစပြီးတော့ကျွန်တော်တို့နည်းမြတစ်ခုလုံးမှကြည့်လိုက်ပါတိုက်ခိုက်မှုတွေလုံးဝမရှိတော့ဘူးအင်မတန်ဖောင်ပိုက်တဲ့ညတကံကိုဟိုကြော်သွားပြီးတဲ့နောက်မှာတောက်ပတဲ့အလင်းရောင်နဲ့အနာကကျွန်တော်တို့အတွက်ပဲဖြစ်တယ်ဆိုတာဒီလူကိုတည်တည်မပြေးချင်ပါနဲ့သူတို့လည်းလေ့ကျင့်လို့ရတယ်လေကိုယ်လည်းလေ့ကျင့်ရတယ်လေအဲ့ဒီလေ့ကျင့်တဲ့ဟာကိုရမယ်ရှာပြီးတော့တစ်ဖက်ကိုသွားပြီးတော့ဘုံကျဲနေရတယ်ဆိုတာလုံးဝယုတ်တိယုတ်နဲ့မရှိတဲ့ကိစ္စလေအဲ့ဒါကြောင့်မလို့ကျွန်တော်ဘာမှမပြောချင်ဘူးအင်ဒိုနီးရှားအားလုံးပဲဒီမှာကတော့တော်ကီတပုတ်ရှန်ရှန်တောက်တဲ့ဘရိုဆော့တော့နေရတော့ပြောလိုက်ပါပြီမင်းရောက်နိုင်ကပြောခဲ့ပါတယ်တိုက်ပွဲတွေကိုမစိန်နှွက်မိမယ်လေလူအင်အားတွေစုစည်းမယ်ဆိုရင်တော့ ခုအနေနဲ့ဘုံနေစကြဲပါလို့ပြောနေတဲ့ပုံမှာမူတည်ပြီးတော့ဘလို့စောတော့နေရတော့ပြောလိုက်ပါတယ်ဘူရန်ကကိုယ့်ရဲ့လွတ်လပ်ခွင့်နဲ့ကိုရွေးချယ်ပိုင်ခွင့်ရှိသလိုစူးစီးပိုင်ခွင့်ရှိရဆိုတဲ့အကြောင်းပြောထားလေးဖြစ်ပါတယ်ဒီရည်မျိုးတဲ့ပြန်လည်ဝင်များပြေးလိုက်ပါတယ်ဒီရှာဆက်တာကလည်းအာနာသိမ်းပြီးတော့ချွာတိုးလို့ဆိုရင်အာနာသိမ်းပြီးတော့တခါတည်းလွတ်တော်ထဲမှာရောအောက်ချုပ်ရေးထဲမှာရောအကောင်လုံးပတ်ပြီးတော့နေရယူထားတာဒါပေမဲ့သူတို့ကတော့ဆုတ်ချင်တယ်သူတို့ကတဆင့်ချင်းစီတဆင့်ချင်းစီဆုတ်တယ်ဆိုတာ တက်လောက်9နှစ်အတွင်းမှာစပွဲမှာတေချာထိုင်ပြီးတော့အခုရှိနေတဲ့ဗိုလ်ချုပ်တွေအကုန်လုံးကျွန်တော်တို့ကစကားပြောဘူးတယ်အဲ့လို theory နဲ့ရှောက်တော့ကျွေးကြော်တဲ့လူမျိုးမဟုတ်ဘူး theory အရရောကျွန်တော်တို့လက်တွေ့ရရအလုပ်လုပ်တဲ့လူတွေဖြစ်တယ်ဒီချိန်မှာလာပြောမယ်ဆိုတော့ခါနောင်းသွားပြီအားလုံးဘာမှအားမငယ်နဲ့ကျွန်တော်တို့ချမယ်သူကောင်းလေအပြတ်ဆော်ပလိုက်ပြီးတော့တခါတည်းတိုင်းပြည်သူတူထောင်တော့မယ်အဲ့ကြောင့်မလို့ဒီငလျင်လှုပ်ပြီးတဲ့ကစပြီးတော့ကျွန်တော်တို့နယ်မြေတစ်ခုလုံးမှကြီးလိုက်ပါတိုက်ခိုက်မှုတွေလုံးဝမရှိတော့ဘူးကျွန်တော်တို့ကတိတိသာသာကိုတွေ့နေရတယ်လူဆိုတာလူလိုသိရမယ်လေ ဟိုပြောစရာလည်းမလိုဘူးဟိုအရေးတော့ရေးကြီးခွင့်ကြေးစာတွေဘာတွေထုတ်ဆိုထုတ်မယ်ဆိုလည်းထုတ်လို့ရတယ်မထုတ်ဘူးဆိုရင်လည်းလူလိုတိတတ်တဲ့လူတွေကဘာလောက်ရမလဲဒီအချိန်မှာစာထုတ်တာတည်းကိုကလက်တွေလှုပ်လှုပ်နေဆိုတာအဲ့ဒါအဓိကကြားသုံးချက်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီခုမှဒီအချိန်ကတော့လုံးဝမလှုပ်တင်တဲ့အချိန်ပဲလို့ကျွန်တော်တို့အဲ့လိုယူဆတယ်ယူဆတဲ့အတိုင်းလုပ်တယ်ဟုတ်ကဲ့ဆရာတို့စာတာမထုတ်တာပေါ့ဆရာတို့ရဲ့ဒီမူဝါဒသဘောတရားကတော့ဒါတာကူးချိန်မှာမလှုပ်တင်ဘူးဆိုတဲ့အတိုင်းနေတယ်ဆိုတော့ကျွန်တော်နားလဲတယ်ဆိုတော့အဲ့ဒီအတွက်ကိုတိုက်ပွဲတော့မလှုပ်သေးဘူးဒီလောက်ပဲပြောလို့ရမှာဒီထက်ပိုပြီး specific ပေါ့ဘာများပြောလို့ရမှာ အာဒီတက်ပုံတော့ကျွန်တော်တို့ပြောလို့မရပါဘူးဆီရေးဆီရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကဆီရေးနဲ့ဟိုတောင်ရှိတဲ့လူတွေကသူဆက်လက်လုပ်သွားမှာပဲလေဒါတွေကတော့ဘာဖြစ်ဖြစ်ဒါဒါပေမဲ့တသက်လုံးတော့မဟုတ်တော့ဒါကတော့အကန့်အသတ်ရှိတယ်ဒီလိုချိန်ခါမျိုးမှာတော့လူစိတ်ရှိတဲ့လူတွေကတော့လူလူစဉ်းစားတွေးခေါ်တယ်ဆိုပေမဲ့လို့စစ်သဘောတရားကိုပဲနားလည်တဲ့လူဒီလိုပဲအကျန်းဖက်နီးတယ်ပဲဟိုတခါတည်းအများတန်းရင်ဖားနေတဲ့လူတွေတဲ့တော့သူနားလည်တဲ့စကားလုံးနဲ့ပဲကျွန်တော်တို့ပြန်လောက်အောင်ပဲအဲ့ဒါအသေးချာတယ်အာတော့သူ့ချိန်ကန့်တာပဲရှိပါโอเคအဲ့ဒီမှာထူးထူးခြားခြားမနေ့ကစစ်ကောင်စီဥက္ကဋ္ဌကသူတို့နေပြီးတော့မှရန်ပုံငွေပေါ့နော်လှူဒန်းပွဲမှာသူထုတ်ပြောသွားတာက ဆရာတို့ရဲ့ခုနလိုဒီအပြစ်ကတ်တိုင်းသားအဖွဲ့တွေအပြစ်ကတ်ရက်ဖို့ဆိုတဲ့ညင်ညာချက်သူသိတယ်ပေါ့နော်ဒါပေမဲ့သူတို့ဘက်ကတော့ဟိုဒီလို့စာလုပ်တယ်ဆိုတာဆရာတို့ကဒါပြင်ဆင်တာပေါ့လေနော်ဟိုကြိုပြီးပြင်ဆင်တဲ့သဘောပြန်စုဖွဲ့တယ်တင်တန်းတွေတက်တဲ့သဘောမျိုးအချိန်ယူတဲ့သဘောမျိုးယူစားတဲ့အတွက်သူတို့ကသူတို့ဘက်ကချားမှတ်ထားတဲ့ကာကွယ်ရေးလုံတာဝန်တွေကိုဆက်လုပ်သွားမှာပဲဆိုတော့သူတို့ဘက်ကတော့တိုက်မှာပဲဆိုတဲ့သဘောမျိုးပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းသူပြောတာနိုင်ငံရေးနည်းရဖြည့်ရှင်းဖို့အတွက်သူတို့ကလမ်းတော့ပွင့်ပြီးသားအဲ့အတွက်လှုပ်ကြပါဆိုလို့သူကပြောတယ် ဆိုတော့စစ်ကောင်စီဥက္ကဋ္ဌရဲ့အဲ့ဒီလိုမျိုးနှစ်ဖက်ခွာပြောထားတဲ့ပုံသဘောအပေါ်မှာရောဆရာအနေနဲ့အခုအချိန်ဒီမှာဘလိုမျိုးဆရာတုံ့ပြန်ပြောကြလို့လဲဗျ။အဲ့ဒါတော့သူကြီးတုံ့ပြန်ပြောစရာမရှိဘူး။စကားတွေကကုန်တော့လောက်ရှိဘူး။ဘလဲဆိုတော့ရှိတဲ့မျိုးနောက်မျိုးနေ့မျိုးညမျိုးဖြစ်နေပြန်ကောင်းလို့ပြန်လဲတခါတည်းစကားတွေကဘာမှဟိုအတီယူလို့မရတဲ့ဟာတွေနဲ့ပဲဒီလိုမျိုးဟိုဘာမှဟိုဒီလိုကြာမဟိုဘာလုံးလုံးလုံးမနေမှမသိတဲ့လူတွေနဲ့သွားပြီးတော့ရှင်တော့ကျွန်တော်တို့မပြောချင်ဘူး။ဘာလို့လဲဆိုတော့အကြောင်းပြချက်ကဟောစစ်သဘောသဘာဝရလစ်ကျင်တာဘသူသူတို့လည်းလစ်ကျင်လို့ရတယ်လေ။ ကိုလည်းလိကျင်ရတယ်လေအဲ့ဒီလိကျင်တဲ့ဟာကိုရမယ်ရှာပြီးတော့ဟိုငါတို့တစ်ဖက်ကိုသွားပြီးတော့ဘုံကျဲနေရတယ်ဆိုတာလုံးဝရုပ်တိရုပ်နဲ့မရှိတဲ့ကိစ္စလေအဲ့ဒါကြောင့်မလို့ကျွန်တော်ဘာမှမပြောချင်ဘူးဒါပေမဲ့သူတို့လုံနေတဲ့တရုတ်တကံဘာတွေပေါ်လွင်နေဆရာနိုင်ငံကရောကမ္ဘာပြည်သူတွေရောဂျီရင်းထဲမှာရောလူလဟန်အသိနေတဲ့ခါကျတော့ကျွန်တော်တို့သိရှိပြီးပြောတာမရှိတော့ဘူးဟုတ်ကဲ့ဒီအချိန်ဒီမှာဆရာတို့ဘက်ကတော့ခုနကလူသားချင်းစာနာမှုတွေငိုကျွေးနေတဲ့အချိန်တွေကြောင့်ဒါကိုကြည့်ပြီးဆရာတို့ဘက်ကတော့လှုပ်တဲ့လှုပ်တိုက်တာလှုပ်တယ်လို့ဆရာပြောထားတယ်အဲ့တော့စစ်ကောင်စီဘက်ကသူကတော့မရက်ဘူးပြောထားတော့တစုံတရာပေါ့စစ်ကောင်စီဘက်ကရက်သွားအောင် ိုလက်ခံအောင်ပေါ့နော်ဆရာတို့ရဲ့သဘောထားတွေကိုတစုံတရာဆရာတို့ဟိုညှိနှိုင်းတာပဲဖြစ်ဖြစ်သဘောထားကိုသူတို့ပေးတာပဲဖြစ်ဖြစ်လုပ်ကိုရှိလာလက်ရှိအခြေအနေရပါလေ အမှန်မှန်တော့သဘောထားတွေကျွန်တော်တို့ထုတ်ပြန်တာခဏခဏပဲလေဟိုဟိုအချိန်ပေါင်းလည်းထနေပြီအဲ့ဒါမျိုးသိရရှိရွေးကျွန်တော်ပြောချင်တော့ဘူးကျွန်တော်တော့ဆက်ရှိတာပဲကျွန်တော်ဆက်လုပ်သွားတော့မယ်ဒီလူတွေကပြောလို့ရတဲ့လူတွေမဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့ကောင်းနေမှာလေတော်တော်လေးဆွဲနေပြီလေအဲ့ဒါကြောင့်မလို့အလုပ်နဲ့ပဲသက်တည်ပြတော့မယ်ဆိုမှကျွန်တော်တို့ဒါပဲပြောချင်တယ်ဟုတ်ကဲ့အဲ့တော့မြန်မာနိုင်ငံမှာအခုကမြေငလင်ကပ်ဘေးကြီးပေါ့ဒီမတန်ခင်ကျွန်တော်တို့ဟိုရေကြီးတာတွေဖြစ်တယ်ဒီမတန်ခင်မိုးကာမုန်တိုင်းတွေဝင်တယ်တဘာဝကပ်ဘေးကဖက်စိတ်စိတ်လေးကြာတော့တော်တော်လေးပြောမယ်ဆိုရင်ဟိုထိနာနေတဲ့အနေထားပေါ့ဒီအချိန်တွေမှာတချို့ကထောက်ပြတာ ဟိုအင်ဒိုနီးရှားနိုင်ငံဆူနာမီတုန်းကအဲ့ဒီအာချေးခွက်ထွက်ရေးအပွက်တွေနဲ့ဆိုးဝါးနဲ့ကြာငြင်းငြင်းရသွားကြတယ်ပေါ့နော်ဒီလိုမျိုးဒက်ဆစ်တာကိစ္စအနေဟောမြန်မာနိုင်ငံမှာအခုလက်ရှိအခြေအနေကဒါအခြေအနေကောင်းပေါ့ဒီအခြေအနေကိုတက်လန်းဖို့ကောင်းတယ်ဆိုတဲ့အမြင်မျိုးပေါ့နိုင်ငံတကာကတော့ဟိုထောက်ပြကြတယ်တုံ့တက်ကြတာရှိပါတယ်အဲ့ဒီပေါ်ကိုဆရာအနေနဲ့ဘယ်လိုသဘောထားမျိုးပေးလို့လဲဗျဒီလိုပြအဲ့ဒါတွေကကျွန်တော်တို့ မြင်သားဒီလိုဗျအဲ့ဒီဆူနာမီဖြစ်တာ2004ခုနှစ်မှာလေအဲ့ဒီ2004ဖြစ်တဲ့ပြည်ထဲနောက်မှာအင်ဒိုနီးရှားမှာလည်းအခြေကိစ္စအကြပြီးသူတို့ကပြောရမယ်ဆိုရင်လူစိတ်ရှိတဲ့လူတွေကလူလိုစဉ်းစားပြီးတော့ဒါဘာဖြစ်တဲ့လဲဆိုတော့သူတို့တိတိကျကျ policy ချိုက်ပြီးတော့သူတို့လောက်သွားတဲ့အလုပ်ကအချိန်တိုအတွင်းမှာအလုပ်ဖြစ်သွားတယ်ဗျဒါရှင်းရှင်းလေးရဲ့အင်ဒိုနီးရှားအင်ဒိုနီးရှားစစ်တပ်ကလည်းအာနာသိမ်းပြီးတော့ချူအတိုလို့ဆိုအာနာသိမ်းပြီးတော့တခါတည်းလွတ်တော်ထဲမှာရောအောက်ချိုရဲထဲမှာရောအကောင်လုံးပတ်ပြီးတော့နေရာယူထားတာဒါပေမဲ့သူတို့ကတော့ဆုတ်ကျင်တန်ရင်သူတို့ကတဆင့်ချင်းစီတဆင့်ချင်းစီဆုတ်တယ်ဆိုတာ ဒါကလူလက်တွေ့နဲ့တက်တည်ပြရနိုင်ငံရေးဆန္ဒရှိတယ်ဗျာရှင်းရှင်းပြောရရင်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာကြတော့အဲ့ဒီမတိုင်ခင်ကအခုကငလင်လှုပ်တာမပြောနဲ့ဘူးမထောက်ရှင်းမှာနာကိဖြစ်သွားတာလူကသေးနဲ့ရှိသေးတာလေရက်ဆက်ပဲနာကိဖြစ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒါနေမကပ်ဘူးဒီနိုင်ငံတကာအနေနဲ့ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီအာရနွေဦးဆိုတာဖြစ်လာတာတနိုင်ငံကြီးတနိုင်ငံအာနာရှင်နိုင်ငံတွေတနိုင်ငံကြီးတနိုင်ငံပြိုသွားတယ်အဲ့ဒီအချိန်မှာသူတို့ကလည်းအပြောင်းလဲလုပ်မယ်ဆိုတော့လူတွေထင်နေကြပြီးတော့တခါတည်း2010မှာရုပ်ကောက်ပွဲတွေပါဖြစ်လာ အဲနောက်ပြီးတော့2000နှစ်ပေါ့နော်ဟိုကြားဖြာရွေးကောက်ပွဲတို့နောက်ပြီးတော့2005ရွေးကောက်ပွဲတို့အဲ့ဒီဟာဒီစတို့ဘက်ကလည်းအဲ့ဒါတွေကဲဒါဆိုရင်တော့ခမ ्या တို့လည်းဒါတော့ဆုတ်သိမ့်ပြီးဆိုတော့ကျွန်တော်တို့ကညဉ့်ညဉ့်လန်းစင်ညဉ့်ညဉ့်ဖြစ်စင်တက်ဝင်လာတာဗျအဲ့ဒါညဉ့်ညဉ့်ဖြစ်စင်လည်းဝင်လာတယ်ကအဲ့ဒါကစစ်တပ်ဟာနိုင်ငံရေးဆုတ်ဖောက်ကိုကျွန်တော်တို့လောက်တာဖြစ်တယ်အဲ့ဒီလောက်တာတူတူနဲ့ပြောကြမယ်ဆိုရင်တကယ်အခွင့်ကောင်းခါကောင်းသူတို့လက်လှုပ်ဆုံးရှုံးသွားပြီကျွန်တော်အဲ့လို2005 2020အထိဆွေးနွေးသွားတာ9နှစ်အတွင်းမှာနောက်ဆုံး2005မှာဖြစ်ခဲ့တဲ့ဆုံးချိန်ဒီညဉ့်ညဉ့်ဆွေးနွေးပွဲမှာ ကျွန်တော်တို့ union accord 3ဆိုပြီးတော့ပြည်တော်စုသဘောတူညီချက်အမှတ်3ဆိုတော့ကျွန်တော်ရအဲ့ဒါကျွန်တော်တို့အဆင့်3ပါတာဗျဒီအဆင့်3ဆိုတာ1ကပြည်နယ်အကောင်ဒုတိယအဆင့်ကပြည်တော်စုအကောင်ရင်တတိယအဆင့်က immediate အခက်အခဲဆုံးဖြစ်တဲ့လုံခြုံရေးကဏ္ဍကိုကျွန်တော်တို့ပြည်ပြည်ပြောင်းလဲလုပ်သွားမယ်ဆိုတာကျွန်တော်တို့အဲ့ဒီအဆင့်3ဆိုတဲ့အဲ့ဒီသဘောတူညီချက်ရထားတာအမှန်မှအစ်တက်ကအဲ့ဒါကိုတိတိကျကျအသုံးချသွားမယ်ဆိုရင်တဆင့်ပြီးတဆင့်စစ်တပ်ကနိုင်ငံရေးကနေဆုတ်ခွာပြီးတော့ ဒီနေ့ဒီအချိန်ကာလကခု2025ဆိုတော်တော်လေးအဆင်ပြေနေကျွန်တော်တို့ကအဲ့ဒီသဘောတူချက်ရပြီးတဲ့ပြပြီးတာရပြီးတာနန်လာပြတော့တခါတည်းမဟာပြူဟာရေးဆိုတာမဟာပြူဟာ2020ရနေ2025နှစ်တုန်းကဘာလုပ်မလဲ Federal Democracy တိုင်းပြည်တည်ဆောက်မယ်ဆိုရင်ကျွန်တော်ဒီတိုင်းပြည်ဘယ်လိုလုပ်ပါမလဲဆိုတော့ငါးနှစ်မဟာပြူဟာကျွန်တော်ရေးဆွဲတာရေးဆွဲပလိုက်တာအကြမ်းကြီးကျွန်တော်တို့တိုင်ပြည်ပြီးနှစ်ပတ်အတွင်းကျွန်တော်ပြန်ထိုင်ဒါအားလုံးပဲဒီ video မှာတွေ့ကြရကတော့ဘယ်လိုဆွတ်တော်နေရနေပြီးတော့မင်းအောင်နိုင်ရထုတ်ပြန်မှုတွေဟာဒီတစ်မျိုးညာတစ်မျိုးနဲ့သူချင်တာတွေလို့ပြောချင်တာတွေပြောနေတယ်ဆိုပြီးတော့ပြောထားတာတွေ့ရှိရပါတယ်ဒီစားနဲ့ပတ်သက်ပြီးတော့လည်းတကယ်ချိန်တော့မှသူတို့တွေဟာစစ်တပ် နိုင်ငံရေးလောကတရားတဖြည်းဖြည်းစွန့်ခွာသွားဖို့အတွက်ဝင်ရောက်ပူးပေါင်းခဲ့ကြပါမယ်လေလက်ရှိချိန်မှာမင်းအောင်နိုင်နေတဲ့သုံးချနိုင်ခဲ့တဲ့အပြင်တက်တက်နေနဲ့သုံးချနိုင်ခဲ့တဲ့အပြင်ခုလိုမျိုးချင်းဖြစ်လာဖြစ်လို့ဒီဘာမှမဟုတ်လက်ကြည့်စမ်းပြောတဲ့အနေအထားကိုဖြစ်ပြီးတော့တိုက်ပွဲတွေကိုဆက်လက်ဖြန့်တီးတော့မယ့်အနေအထားကိုရှိနေရဖြစ်ပါတယ်